2025ခုနှစ်ဇွန်လ17ရက်နေ့ပုံတူးနေ့နံနဲ့6နာရီတိုင်းတာရရှိကြများနဲ့မြမပြည်ပေါ်ရာသီဥတုဘလို့တက်ရောက်မလဲဆိုတဲ့အနေထားကိုဆက်လက်လေ့လာကြမှာဖြစ်ပါလေဒီကနေ့17ရက်နေ့မနေ့6နာရီမုတ်တုံလေစီးချောင်းဟာတနာယီ35မိုင်အာကောင်းကောင်းနဲ့မြမပြည်ကို နှစ်နေရာခွဲပြီးတော့ဝင်လာတွေ့ရပါတယ်။အောက်ပိုင်းလေစီကြောင်းကတောင်တရုတ်ပင်လယ်မှာစတင်သတိတဲနေတဲ့မုန်တိုင်းကိုပူပေါင်းသလိုပဲကြံမုတ်တုံမိုးတွေကမြမာပြည်အလဲပိုင်းကိုဖြတ်ပြီးတော့ဝင်သွားတာတိုင်းတာရရှိပါတယ်။ဒီနေရာမှာကျွန်တော်တို့အထူးသတိထားလေ့လာဖို့လိုတာက တောင်တရုတ်ပင်လယ်က ဖြစ်လာမဲ့မုံတိုင်းဟာမြမပြည်ကိုဝင်လာနိုင်လားလို့ပြောရင်ကျွန်တော်တို့မြေပြင်တောင်လားအနေထားရမရှိပင်မဲ့လေကျွန်တော်တို့ပေ9000အမြင့်ကိုတက်ပြီးတော့လေလာကြည့်တဲ့အခါမှာဆိုရင်မုတ်တုံတွေကဆွဲလာတဲ့ရေငွေ့တွေဟာတောင်တရုတ်ပင်လေပေ9000အထက်ကနေပြီးတော့မှတခါ Pacific ဒေသကလာတဲ့ရေငွေ့တရုတ်ပြည်မှကြီးလာတဲ့ရေငွေ့နဲ့ပေါင်းပြီးတော့ မြန်မာပြည်ကရှမ်းပြည်တစ်ခုလုံးမြန်မာပြည်အလဲပိုင်းအထက်နဲ့မြောက်ပိုင်းကိုဖြတ်တန်းတိုက်ခတ်သွားတာတွေ့ရပါတယ်ဒီအနေထားရှိတဲ့လေစီးကြောင်းမှာဆိုရင်ကျွန်တော်တို့တောင်တရုတ်ပင်လယ်မှာရှိတဲ့လေဆိုင်ဝဲကနေဖြစ်လာမဲ့မုံတိုင်းရဲ့ဥတ္တရာကိုကျွန်တော်တို့အပူအေးဖလှယ်တဲ့ညရာမနဲ့တွက်ကြည့်တဲ့အခါမှာ၁၀ရဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ လေဆိုင်ဝဲရာ၁၇ရက်နေ့မှာဗီယက်နမ်ကမ်းခြေဘက်ကို ကပ်ပြီးတော့၁၇၃၄မှာတော့မြောက်ဘက်ကိုရွေရှားရင်းနဲ့၁၃ရက်နေ့မှာဟိုင်နန်ကျွန်းကို ဖြတ်ပြီးတော့တရုတ်ပြည်မာကြီးမှာကမ်းခြေမှာအဆုံးသတ်လိမ့်မယ်လို့ကနဦးခမန်းကျဲထုတ်ပြန်ရရှိပါတယ်။၁၇ရက်နေ့ရောက်တဲ့အခါမှာ မုတ်တုံလေဟာဆိုရင် တနအီမိုင်၄၀နဲ့မြမပြည်ကို ဖြတ်ပြီးတော့ ဝင်တဲ့အနေအထားမှာတွေ့ရပြီးတော့ဖြစ်ပေါ်လာတဲ့မုံတိုင်းဟာဗီယက်နမ်ကမ်းခြေကိုကတ်သွားတာကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်73ရက်နေ့ရောက်တဲ့အခါမှာဆိုရင် မုတ်တုံလေဟာတနာယီမိုင်40 45အထိအားကောင်းကောင်းနဲ့မြန်မာပြည်အောက်ဖက်ချမ်းကိုဖြတ်သန်းတက်ခတ်တယ်လို့ပဲမြန်မာပြည်အလယ်ပိုင်းကိုဆက်လက်ဝင်ရောက်နေချိန်မှာဆိုရင်ဟိုင်နာနဲ့ဗီယက်နမ် ကြားမှာရှိတဲ့ပင်လယ်ထဲမှာ မုံတိုင်းစတင်အင်အားကောင်းလာတာကျွန်တော်တို့အခမှန်ပြတ်ချက်လို့ရရှိပါတယ်။၁၄ရက်နေ့ရောက်တဲ့အခါမှာလည်းမုတ်တုံအားဟာအလုံးအလုံးအားကောင်းလာပြီးတော့တနအိမ်ပိုင်း55အထိတိုက်ခတ်ပြီးတော့ AR တိုင်းရခိုင်ပြည်နယ်နေပြီးတော့မြမာပြည်အထက်ပိုင်းကိုရေငွေတွေတယ်ဆောင်သွားမှဖြစ်ပြီးတော့မြမာပြည်အောက်ပိုင်းကိုလည်းအရှိန်ပြင်းပြင်းနဲ့ ရင်းငွေတွေတည်ဆောင်မှာဖြစ်ပါတယ်။မုတ်တုံလေးနဲ့တွားရောက်ပေါင်းဆက်နေတဲ့မှုန်တိုင်းဟာဆိုရင်14ရက်နေ့မှာဆိုလို့ရှိရင်ဖိုင်နန်ကျုံးကိုတဝက်ကြော်ကြော်အားနဲ့အင်းနဲ့ဝင်ရောက်ပြီးတော့တိုက်ခတ်နိုင်တဲ့အတော့ကြောင့်မလို့ဖိုင်နန်ကျုံးမှာရှိတဲ့အာနာပိုင်းတွေရဲ့သတိပေးထုတ်ပြန်ချက်တွေလည်းကျွန်တော်တို့ဖတ်ရပါတယ်။15ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာတိုက်ခတ်နေတဲ့မုတ်တုံတွေဟာ အလုံးအလုံးအားကောင်းလာပြီးတော့တနာယီမိုင်90ဝန်းကျင်နှုံနီးပါအတိအချို့နေရာတွေမှာတိုက်ခတ်မှုတွေပြစ်ပေါ်နိုင်တယ်လို့ပဲရခိုင်ကမ်းရိုးတန်းကိုပတ်ပြီးတော့ဝင်သွားတဲ့နေရာနားမှာဒီဇိုင်းဝဲတစ်ခုဖြစ်နေခြင်းဟာမြမာပြည်အတွက်သီးထန်စွာမိုးရွာသွန်းမှုတွေရေငွေ့ဆုတဲ့နေသားဖြစ်ပါတယ်ထို့အတူ အောက်ဖက်မှာလည်းအလုံးပြင်းထန်တဲ့လေစီးကြောင်းတွေဖြတ်တန်း နေနိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်။သောသောကကျွန်တော်တို့ဟိုင်းနန်ကျွန်းကိုတိုက်ခတ်နေတဲ့မုံတိုင်းဟာအရှိမြောက်ဖက်ကိုဆက်လက်ဦးတည်သွားရင်းနဲ့တရုတ်ကမ်းခြေရောက်တဲ့အခါမှာတော့အရှိစရော့သွားပြီးတော့တဖြည်းဖြည်းနဲ့နောက်တနည်းမှာပြက်ပြဲသွားနိုင်တယ်လို့ကျွန်တော်တို့ယူဆရပါတယ်။မုတ်တုံလေးစီးကျောင်းရဲ့ပင်လယ်တွန်းအားကြောင့်မလို့စနေရက်7ရက်နေ့လောက်မှာဆိုလို့ရှိရင်ပေ 20လောက်ရှိတဲ့ရေလိုင်းဟာမြမပင်လေကန်ယိုရန်ကိုတွန်းတယ်ပေမဲ့လေကန်ယိုရန်မှာတော့6ပေ10ပေအမြင့်ရှိလောက်တဲ့ဖလိုင်းများသာ လာရောက်နိုင်တဲ့အတွက်ကြောင့်မလို့ကာဒီကောင်းဝေပင်လေလောက်သားများအထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ပင်လေပြင်ကရေငွေ့နဲ့တိမ်နေထားကိုကြည့်တဲ့အခါမှာ7ရက်နဲ့မနေ့6နိုင်မှာ မြမာပြည်အောက်ပိုင်းမှာတိမ်နှိမ်များလွှမ်းချုံပြီးတော့နေ့လေတနာရီလောက်ရောက်တဲ့အခါမှာတော့တိမ်နှိမ်တွေဟာမြမာပြည်အနှံ့အပြားကိုလွှမ်းချုံပြီးတော့မြမာပြည်မြောက်ဖက်မှာ တိမ်တောင်တွေဖြစ်ပေါ်နိုင်တဲ့အနေအထားရှိပြီးတော့မိုးရိုးပြစ်ချင်းလျှက်စီးလက်ချင်းများဖြစ်ပေါ်နိုင်ပြီးတော့ရုတ်တရက်မိုးရွာခြင်းတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘယ်လိုမိုးရွာလဲဆက်လက်လည်လာရအောင် ဒီကနေ့၁၇ရက်နေ့မုတ်တုံလေးစီးချောင်းတယ်လာမှုနဲ့မိုးရွာနိုင်တဲ့ဒေသတွေကိုကျွန်တော်တို့ခမန်းတွက်ချက်ကြည့်တဲ့အခါမှာမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ရိုးမှာအေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှိကြကရင်ပြည်နယ်ကယားပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားနေရာကျဲကျဲစတင်ပြီးတော့ မိုးရွာတုံးနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မန္တလေးမုံရွာမြင်းညာကြားမှဆိုလို့ရှိရင်ကျွန်တော်တို့24နာရီအတွင်းမှာမိုးရေကြီးနှလမဝန်းကျင်ရွာတုံးနိုင်ပါတယ်ထို့အတူတေယော်ရီတိုင်းကပတိန်လပ်ပတ်တာအောက်ဖက်တစ်ခုလုံးမှာလည်းမိုးရေကြီးနှလမဝန်းကျင်ရရှိနိုင်တဲ့အနေအထားရှိပါတယ်မြေပြနဲ့ရှမ်းပြည်ဆက်ဆက်တဲ့ တောင်တန်းတွေပေါ်မှာတော့မိုးရင်ကျင်းတည်သသမလေးလမကြော်ကြော်လောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ထို့တူချင်းပိုင်းမှာလည်းမိုးကြီးသလိုမဲဆောက်နားမှာလည်းမိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်ဆယ်နှစ်နှစ်ရောက်တဲ့အခါမှာပုံမအားကောင်းလာတဲ့မုတ်တုံလေးစီးချောင်းကြောင့်မလို့မြန်မာပြည်အောက်ပိုင်းကတနင်္လာရီတိုင်းမှာ အကြီးအကျယ်မိုးရွာသွန်းမှုတွေစတင်ဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီဒေတာတွေကတော့ဒဝယ်နဲ့ဘိတ်ဂျားမာရှိတဲ့ဒေတာကြီးတစ်ခုလုံးဟာဆိုလို့ရှိရင်24လအတွင်းမှာ မိုးရေကြီး6လမကျော်10လမလောက်တိရနိုင်တဲ့အနေထားဟာအင်မတန်မှအန္တရာယ်များပါတယ်တောင်ပေါ်နဲ့တောင်ဆောင်တောင်ကြီးပါနေထိုင်သူတွေခရီးသွားသူတွေ ချိုတင်ပြင်ဆင်နိုင်အောင်အတိပေးကြပါခင်ဗျာမုတ်တုံလေကပို့လိုက်တဲ့မြမပြီး11ဘိုင်းလမ်းကြောင်းမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အနောက်ချမ်းကချင်ပြည်နယ်အထက်ပိုင်းတို့မှာစတင်ပြီးတော့ နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခမှတွေ့ရှိရပါတယ်73ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အောက်ဖက်ကအေရာဝတီတိုင်းမွန်ပြည်နယ်ကမုဒုံကနေပြီးတော့ဗိတ်အထီကိုမိုးရွာသွန်းမှုအကြီးကျယ်ဖြစ်နိုင်တဲ့အနေအားရှိလို့မလို့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်း ရင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်နန်းနဲ့ကချင်ပြည်နယ်မှာလည်းမုန်တိုင်းကပို့တဲ့ဒိမ်ငွေ့ကြောင်းမလို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ဇလေးရနေ့စနေနေ့ရောက်တဲ့အခါမှာလည်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့ အကြီးကျယ်မိုးရွာသွန်းမှုဖြစ်နိုင်ပါတယ်မိုးရိပ်ရင်6လမကျော်အထိရွာသွန်းနိုင်ပါတယ်တို့တူအဝါရောင်ဒေသတွေဖြစ်တဲ့တရားဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ပဲခူးတိုင်းနောက်ချမ်းမန္တလေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့မှလည်းနေရာ ကွက်ကြားမိုးရွာသွန်းပြီးတော့သခိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်မှာဖြစ်ပါတယ်။တန်ငားရဲ့နေ့ရောက်တဲ့အခါမှာတော့တောတော်ကအကြီးကျယ်ရွာသွန်းနေတဲ့ကရင်ပြည်နယ်၊မွန်ပြည်နယ်၊သတင်းသာရီတိုင်းတို့တွင်မကပဲနဲ့ရခိုင်ပြည်နယ်၊အေရဝတီတိုင်းအနောက်ချမ်း၊မကွေးတိုင်းအောက်ပိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးများစွာရွာနိုင်တဲ့အနေအထားတွေ့ရပြီးတော့အထက်မှာပြီးတစ်ခုလုံးကသခိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်းအထက်ပိုင်း၊ချင်းပြည်နယ် ကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာပင်လယ်ပြင်ကမုတ်တုံလေတွန်းပို့မှုကြောင့်မလို့ကျွန်တော်တို့17ရက်နေ့ကနေပြီးတော့15ရက်အတွင်းရရှိနိုင်တဲ့မိုးရေချိန်များကို ခမန်းတွက်ရက်ကြည့်တဲ့အခါမှာကချင်ပြည်နယ်နဲ့သခိုင်းတိုင်းထက်ပိုင်းမှာမိုးရေချိန်6လမမန္တလေးတိုင်းသခိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် အေအော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အဝါပြတဲ့နေရာတွေမှာမိုးရေရင်6လမနေပါ ရွာသုံးနိုင်တဲ့အနေထားရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းဘေးအထိမိုးရေရင်15လမအထိရရှိနိုင်တဲ့အနေထားဟာဆိုရင်တဘာဝဘေးအန္တရာယ်စတင်ကြုံတွေ့ရပြီလို့သတ်မှတ်နိုင်ပါတယ်အဲ့ဒီအေရီယာတွေမှာဆိုရင် ရခိုင်ပြည်အောက်ဖက်ချမ်းနယ် EAOD တိုင်းအောက်ဖက်ချမ်းနယ်ဟာတဘာဝဘီအန်ရဲ့ဖြစ်တဲ့မိုးကြီးတန်ကိုခံစားနိုင်ရတဲ့အခြေအနေရှိပါတယ်။လင်းမြန်စွာပြောင်းလဲနေတဲ့မုတ်တုံလီစီးကြောင်းနေမလို့ကျွန်တော်တို့နောက်ရက်တွေမှာပြောင်းလဲမှုရှိခဲ့လို့ရှိရင်အရေးကြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။တဘာဝဘီအန်ရဲ့ကိုကြိုတင်ကာကွယ်တားဆီးနိုင်ရအတွက်မိမိတို့မိတ်ဆွေများကို အခု3ပေးတဲ့ဗီဒီယိုပိုင်းမျှဝေပေးလိုက်ကြပါ YouTube ကကြည့်ရဆိုလို့ရှင်လဲ like and share လုပ်ပေးပါအတန်ဖိုင်နေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့ကိုသက်ထွေးနိုင် Telegram မှာ MP3 နဲ့ download လုပ်ပြီးတော့မိတ်ဆွေများကိုမျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ်